ဆီယနာသိမ်းပြီးနောက်မြန်မာနိုင်ငံကမြေပြင်အခြေအနေတွေကိုမှတ်တမ်းတင်ရိုက်ကူးထားတဲ့ရုပ်ရှင်တွေကိုပြသခဲ့တဲ့ DV Peacock Film Festival ကိုဆစ်ဒနီမြို့မှာကျင်းပပြသခဲ့ပါတယ်။ဒီသတင်းကိုတော့ကိုမင်းညိုပေးပို့ထားပါရရှင်။ ဖြစ်လို့မရတဲ့နောက်မှာတနက်ယူကိုပါဖက်ရှာခဲ့တဲ့သူတို့မယ်တပ်မတူလားမြန်မာနိုင်ငံမှာစစ်တကအာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ပြည်တွင်းစစ်ပေးကြောင့်မြန်မာနိုင်ငံသားတွေရဲ့အသက်အိုးအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရပြီးဒီနေ့အထိလည်းစစ်ပေးတဲ့ဒုက္ခတွေကိုပုံစံမျိုးစုံတဲ့နေရာအနှံပြားမှာခံစားနေရပါတယ်အဲ့ဒီမြေပြင်ပြည်တွင်းစစ်အခြေအနေတွေကိုမှတ်တမ်းတင်ထားတဲ့ရုပ်ရှင်တွေကိုနိုင်ငံတကာကသိစေဖို့ရည်ရွယ်ပြီးအခုလိုလိုက်လံပြသနေတာပါ။ဩစတြေးလျနိုင်ငံစစ်တီမျိုးပါတော့ မေလ29ရက်နေ့မှာ ပြသခဲ့ဖြစ်ပါတယ်ဒီမှာဖြစ်ပြနေတဲ့တကယ်ဖြစ်ပြတဲ့မြန်မာပြည်သူတွေရဲ့အတန်တွေကိုနိုင်ငံတကာကပို့ပြီးကြဲကြဲတလောက်ကြားနိုင်မှုအတွက်ကိုကျွန်တော်တို့ဒီအတန်တွေကိုယူဆောင်လာတာဖြစ်ပါတယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီစစ်ပီမှာပြချင်လို့ဆိုပြီးတော့ဒီမှာရှိတဲ့ Union 8ဟောပေါ့နော်ပြီးရင်မြန်မာ campaign network အဲ့ဒီလိုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတဲ့ခါကျတော့ဒီ UTS ဆိုရင်လည်းဒါကျွန်တော်တို့ဒီ Sydney က University of Technology Sydney က Township တွေနဲ့သူတို့နဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်တာပေါ့နော်။ဒီအော်စတြေးလျနိုင်ငံမှာရှိရမြန်မာအရေးစိတ်ဝင်စားနေရတဲ့အကယ်ဒမီတွေ၊ကျောင်းသားတွေစသဖြင့်ပရိုတွေစီကိုကျွန်တော်တို့ရောက်စေချင်တဲ့အတွက်ကြောင့်မလို့ပြမယ်ဆိုပြီးကန်လာတယ်။သူတို့ကလည်းဒါကြီးကိုဟိုဟိုကြီးကြီးနက်နက်နဲ့ကိုပြချင်တယ်ပေါ့။အဲ့အတွက်ကြောင့်မအားလုံးပူးပေါင်းဆောင်ရွက်လိုက်ရတဲ့ခံစားမှုပါပဲ။ဒီပွဲကိုစစ်နီမှာရှိတဲ့မြန်မာအတိုင်းအဝိုင်းတွေကလည်းတက်ရောက်ခဲ့ကြပြီးမြန်မာပြည်မှာတကယ်ဖြစ်ပျက်နေတဲ့ဟာတွေကိုတင်ဆက်နိုင်မှုအတွက်တည်င်းသမားတွေရဲ့အခမ်းကဏ္ဍအရေးကြီးတယ်ဆိုတာကိုလည်းပွဲတက်ရောက်ခဲ့သူတယောက်ကပြောပါဗျာ။ဟုတ်ပြီဆိုတော့ပွဲလေးမှာ ကယ်ဖြစ်ရတယ်။မာနတကယ်ဖြစ်ရတယ်။ဒါကနောက်တစ်ခုကအဓိကအဖြစ်တော့ဆက်ဒီမှာတကယ်လုပ်နေတဲ့ဒင်းသမားတွေပေါ့။အဲ့ဒါတွေကတော့ဒီကတော့ကျွန်တော်တို့ဇာတိကိုဆက်ပြီးတော့ပတ်ဖို့ကိုပဲ။တတိယဘာဖြစ်လဲဒီချစ်ဒင်းလုံးလာဖို့ဒင်းသမားတွေဆိုဒီပွဲလေးမှာအဲ့လိုဖြစ်တာတော့မြန်တာ မတပိုင်းရုပ်ရှင်ပြသပြီးမှာတော့ The Road to Democracy in Burma ခေါင်းစဉ်တဲ့ဆွေးနွေးပွဲကို Professor Shaun Daniel Professor Dr. Thuri Thein တို့ကဥဆောင်ဆွေးနွေးခဲ့ကြပြီး ABC သတင်းဌာနကသတင်းတောက် Levi Hogan ကဆွေးနွေးပွဲကိုပံ့ပိုးကူညီခဲ့ကနေကင်းပိုင်းရုပ်ရှင်ပြသအပြီးမှာလဲ DVB သတင်းတောက်မက်ခင်ယူပါနဲ့အတူမြန်မာ documentary filmmaker တယောက် SPS က deadline executive producer Georgia Davido က မြန်မာနိုင်ငံမှာပြည်ရင်းပြည်ပကသတင်းသမားတွေရဲ့သတင်းရယူမှုမှတ်တမ်းတင်နေကြတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးသွားခဲ့ကြပါတယ်။ SBS က Commissioning Editor တင်စာလင်းကဆွေးနွေးပွဲကိုပံ့ပိုးကူညီပေးသွားခဲ့ပါတယ်။ဒီပွဲမှာ DBB ကရွေးချယ်ထားတဲ့ရုပ်ရှင်တွေဩစတြေးလျနိုင်ငံဆစ်ဒနီတက္ကသိုလ်ကအကြောင်းသားတွေရိုက်ကူးထားတဲ့မြန်မာနိုင်ငံသားဆစ်ဆောင်ဒုက္ခသည်တယောက်အကြောင်းဇလန်းတို့နဲ့ဆူရရှိခဲ့တဲ့ဇလန်းတွေကိုတနေကုန်ပြသခဲ့ပြီး Peak of Film Festival အထိမ်းအမှတ်ပစ္စည်းတွေကိုလည်းရောင်းချခဲ့တာ ဲ့တဲ့တရားကြောကန်တက်ရောက်ခဲ့ကြပါတယ်ကျွန်တော်မင်းညူပါခင်ဗျာ